တဲ့အတူးနဲ့ဖိုက်နေမရောအောင်လို့လို့ထားလိုက်အတက်လေးရောပြီးသွားတယ်အင်ဂျင်ထိတယ်အဲဟုတ်တယ်ဟုတ် ကဲမိတ်ဆွေတို့ပေါက်ကြလားပေါက်ကြလားကျုပ်ပြောတယ်နော်၄၅6၄၅6ဒီပေါက်တော့မနက်စာ၄တလုံးထွက်မယ်လို့၄၄ ပေါက်ကြလားပေါက်ကြလားပေါက်ကြလား55ကြီးပါတယ်နော်ခင်ဗျားတို့ပြီးတယ်ထင်တယ်55ပါတယ်46 55ပါတယ်မပြောရတော့ပါဘူးဆရာကြီးတဲ့ဘာလို့လဲမပြောရတာ ဟောခမရတို့ဒီကတော်တော်တော့ခွာကြတာနော်ကျွန်တော်လိုက်လွင့်ပြီးပေးတယ်ခမရတို့ချုပ်ပြောပါတယ်လေးပိုင်ခွန်ပိုင်မာလို့ဆိုကြမှာခမရတို့အဲ့ဒါကိုထိုးရမယ်ထိုးခွက်ကလေးရလဲဘယ်နှခွက်ရှိတယ်ခဏလေးရှိခွက်၉ခွက်၃ပါဆို၉ခွက်အဲ့၉ခွက်ထဲမှာလေးပါတဲ့ကဏ္ဍခွန်ပါတဲ့ကဏ္ဍဆိုကဏ္ဍလေးဘယ်နှခွက်ရှိ ပဲရှိတယ်ဟုတ်လားခွန်ခွန်လေးခွန်ငါခွန်ချောက်လေးချောက်လေးငါလေးလေးဟုတ်တယ်နော်ဟုတ်လားကျွန်တော်ပြောတာဟုတ်လားခွန်နဲ့လေးရဲ့လုံးပိုင်မှာလို့ခင်ဗျားတို့ကြုံပြောနေတာ ခဏလိုအဲ့ဒါမှမပေါက်တော့ကျွန်တော်လည်းဘယ်လိုလုပ်မလဲ၄ငါ၈ထောင်ဟောလည်းဟဲ့တော့အဲ့ဒီမှာလည်းကျွန်တော်၄ငါထည့်ပေးထားတယ်နိအနိကမှာလည်း၄ငါဆိုရဲခဏထည့်ပေးထားတယ်ခင်ဗျားတို့ကျွန်တော်ခွန်ပိုင်၄ပိုင်ပြေးတယ်ပြီးတော့ကျွန်တော်ပြောတယ်၄၃ဝန်ချင်းဟိုဘက်ကခွန်ခွန်ငါကလည်းမနက်စာထိမဲ့ဝန်ချင်း အဲ့လေးသုံးကိုခွန်ကားနဲ့ကဲ့ရင်လည်းပောက်တယ်လို့ခမရတို့ကျူပြောနေတာပဲဟုတ်လားအဲ့တော့လေးကိုကြိုက်ရင်ကျုပ်တို့မှာထိုးစရာလေးသုံးကထွက်ပြီးပြီးကျွန်တော်ပြောတယ်နော်လေးသုံးကထွက်ပြီးပြီးလေးကိုကြိုက်ရင်သူ့မှာကတ်စရာခွန်နဲ့ခွန်နဲ့ငါနှလုံးရှိတယ်လေးနဲ့ပတ်သက်နော်ခေါင်းနဲ့ငါနှလုံးမရှိတဲ့ ွန်ကိုကြတော့တယ်ကက်စီယာကနန်းကဘာရှိလို့လဲခွန်ကားကဝမ်းကြီးဖြစ်တော့အဲ့တော့ခွန်လေးနဲ့ခွန်6နှစ်ကွက်ပဲရှိမဟုတ်ဘူးလားဟုတ်လားကျွန်တော်ပြောတာလေးဆက်ငါလေးဆက်ငါ ဟုတ်လားကဲတော့ဘလို့လဲပောက်ကြဦးလားဆရာပြေးတာမှန်နေတဲ့အမှန်နဲ့ဟုတ်တယ်ကျွန်တော်ခမရတို့ကိုလင်းနေစီရပါအကြောင်းမှမရှိတော့ရစီချင်လို့ခင်ဗျားတို့ကိုကျုပ်ရတဲ့ခဏနေပြတယ်နော်တချို့ကခင်ဗျား ဟိုလုံးနဲ့ဟိုလုံးနဲ့ပေါင်းဒီလုံးနဲ့ဒီလုံးနဲ့ပေါင်းအဲအဲ့လိုမျိုးတွေဟိုလူတွေကသဘောကျတာဗျနော်အဲ့တော့ခင်ဗျားကလည်းကဏ္ဍတစ်ပေါက်ဖြစ်မြောက်ရတော့တူညီတာလေးတွေလိုက်ပြီးတော့ပေါင်းနေတယ်ပေါင်းပြနေတယ်အဲဒါကနော်တကယ်တမ်းကြက်ကန်းဆောင်းဥတုမှာကွက်ခနဲ့ကြောက်တူညီတာတွေလိုက်ပေါင်းတာခင်ဗျားကလည်းခလေးတောင်ပေါင်းတတ်တယ်ဟုတ်လား လေးကိုမကြိုက်လို့ဆရာတဲ့ဆရာကြီးတဲ့ပြည်တော်မှန်ပါတယ်တဲ့ခွန်ကိုကဲမရဘူးမှကျွန်တော်မပြောလို့လားမနက်စာထောက်ကနန်းက40ခွန်အဲ့မှာမှကျွန်တော်လုံးအဲမနက်စာထောက်ကနန်းက၄၃ဝန်းချင်းကိုကျွန်တော်လုံးပိုင်ရွေးပေးတယ်၄ပါလို့ခင်ဗျားတို့ကိုကျွန်တော်ပြောသားပဲအော်၄၅၆ဆိုတဲ့ကီးကလည်းထိရအဲ့တော့၄၅၆ကရှေ့ကနန်းနှလုံးကမနက်ပိုင်းထိမယ်၅နဲ့၆ကတစ်လုံးဆင်းမယ်ကျွန်တော်ပြောတယ်နော် ော်ဓာတ်တဲ့ရှင်းပြရမှာလည်းမရှိတော့ဘူးညခင်ဗျားတို့တခြားလည်းပြန်စဉ်းစားကြည့်ပေါ့ဟုတ်တယ်နော်ကဲအဲ့တော့ဒီမလေးကနော်ကျွန်တော်ပြမနေ့ကခင်ဗျားတို့ကိုကြုတ်ပြရတာဒီမှာမနေ့စာထုံကနန်းနေမနေ့စာထုံကနန်းဒီမှာအလုံးချင်းမတူဘူးမနေ့စာထုံအဲ့တော့မနေ့ပိုင်းကို10ပါး6ပါး၄ပါးဒီမှာဒီ၄ကို ီခွန်ကားနဲ့ကပ်ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာမနှက်စာကိုကျွန်တော်တို့ဒီမှာခွဲပြတာလေဒီရှင်နှလုံးဒီမနှက်စာဒီဝမ်းကြီးကတလုံးထိကိုဒီရှင်နှလုံးဒီမနှက်စာနော်ဒီမှာဒီဝမ်းကြီးကတလုံးထိမယ်လေးဒီရှင်နှလုံးဒီမနှက်စာဒီဝမ်းကြီးကတလုံးထိမယ်နော်အဲ့တော့ငါးထိဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့တော့ကျွန်တော် ပြရဒီမနဒီကနနှလုံးကမနပိုင်းမှာထိတယ်ဒီထိတ်ဒီထိတ်ဒီထိတ်ဒါနေကုန်သာထိမယ်ကြီးကျွန်တော်ပြောတယ်နော်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်ဒီမှာလုံးပိုင်းရေးပြီးတယ်ဒီဒီကောင်ကဝမ်းကြီးသုံးရှစ်အပိတ်ကနန်းအပိတ်ကနန်းအပိတ်ကနန်းဆိုခွန်အဲ့တော့ဒီကောင်ကမှထွက်တာထိတ်ကနန်းရှစ်ထိတ်ကနန်းချက် ထိတ်ကနန်းလေးအဲ့တော့ကျွန်တော်ပြီးခဲ့တယ်လိုင်းပေါ်မှာနော်ဓမ္မကြီး၄ x 9ပါဟုတ်လားနော်အဲ့တော့၄ x 9ပါအဲ့တော့ဒီမှာ तू က85ကထိရမယ်ထပ်ပြီးနော်အဲ့တော့85လို့ဒီမှာမနဲ့စာကျွန်တော်ရောက်မနဲ့မနဲ့အဲ့တော့ဒီမှာဒီ6ကိုထိတယ်လို့7တောင်ကြာထိတယ် 6 6 ठी တလို့3ည6 ठी လေ3လို့ ठी ရမှာဖြစ်တယ်လို့ဒီခွန်ကလည်းမနဲ့စား ठी ရမှာရှင်းရှင်းလေးထည့်ပြီးလည်းမရဖြစ်နေတယ်ကျွန်တော်မနဲ့ကပြီးတဲ့ထင်မှာဒီမှာပါပါ45ကြီးဘုန်းကြီးလားကျွန်တော်ချက်တောင်ထားလေးထည့်တာဒီမှာ20ခွန်ဝန်းကျင်လို့လားကျွန်တော်တို့ဒီကောင်ဒီကနန်း3လုံးနဲ့ကတ်တာဒီမှာ6လေးပါတယ်ဒီမှာ5ပါတယ် ဒီမှာ35ဆိုတဲ့ကဏ္ဍတစ်ပေါက်ထည့်ထိုးရမယ်၃ကိုကြိုက်ရကျွန်တော်ပြောတယ်နော်ဟုတ်ဘူးလားအပူးဆိုလဲကျွန်တော်တို့ဒါပဲပူးမှာ၄နဲ့ခုံလုံးမှန်ယူထားလို့၈ကိုကြိုက်ရ၈ပူးထည့်ဟုတ်တယ်နော်အဲ့တော့ကဲတော့ခင်ဗျားတို့ညနေကြရင်ဘာတော့မလဲညနေကိုကျုပ်တို့ဘယ်ကဏ္ဍကိုတော့မလဲဘယ်ဝိုင်းကြီးကိုတော့မလဲ ကလေးကြပါဦးဝါရင်နှစ်ခုကြံသေးရတော့အလုံးထိပြီးဝါရင်နှစ်ခုကြံသေးတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ရှိနေတဲ့ဝါရင်39 56လို့ရှိမှာဝါရင်39 56 လေးတုံးခွန်လားခွန်လား29ဒီခွန်လားထိပြီဒီခွန်လားထိပြီဒီငါလေးတုံးထိပြီဒီငါ6ထိပြီဒီမှာကျန်းနေတာ3ခွန်29ကျန်းနေနော်တုံးခွန်နဲ့ဆက်ခွန်ကျန်တယ်အဲ့တော့ကျွန်တော်ပြောပြမယ်သိချားလေးကြည့်ကျွန်တော်ရွေးပြထားတာကညနေကိုလုံးမတစ်လုံးကျန်နေတာခွန်တော့ ခွန်ကျန်းနေတယ်အဲ့ခွန်ကဒီမှာနော်ဒီမှာလည်းရှိတယ်နော်ဒီမှာလည်းရှိတယ်နော်ခွန်ရှိနော်အဲ့တော့ခွန်ကတော့ကျွန်တော်ပြောတယ်ဒီမှာဒါလေးနဲ့နောက်ဆုံးကျွန်တော်ရှိကြတယ်ခွန်က3938ဒီကနေ့၃လုံးကိုကြည့်ပါဒီ1ချင်း3ချင်း 6548104ဒီဝန်ကြီး3ကြီးကိုကြည်ပါ2965 3ခုဒီဝန်ကြီး3ကြီးကိုကြည်ဒီကောင်ထိဝင်နော်ဒီနှစ်ခုကြံဒီနှစ်ခုကြံသေးရနော်ဒါကနေကုန်စားဒီ3လုံးကနေကုန်စားဒီနှစ်ခုကြံအဲ့တော့အပေါ်ကခီးလေးကိုကြည်လိုက်နှစ်3 3ရ3 1 4 东西空，是你空，或者呢？那你就控制东西把那个，嗯，把那个呢？让你空家吗？ Да? Chỉ có chỉ có nè, ní lâu bình ní đấy. Ừ ừ. Ờ, nó sắc khổ quá gì? Tốn sắc khổ ျွန်တော်ပြောပြပြီးဒီခင်ဗျားတို့ကိုညနေကိုခုံးလို့ရှိပါတယ်ခုံးမဲကျွန်တော်ကရေးချင်ပါနော်နှစ်ဆက်ခုံးဝင်ရင်30ခုံးဝင်ရင်တမိလူတစ်ပါကိုကြီးပါအောင်နဲ့ဆရာနှစ်ကတ်လိုက်မယ်အင်း နှစ်မကက်နဲ့ကျွန်တော်ပြောမယ်နော်ညနေကိုလုံးမိုင်ကခွန်ရှိတယ်အဲ့တော့ကျွန်တော်တို့ကရွေးရမှာခွန်မဲရှိတယ်ခွန်မဲရှိတယ်ဆိုနှစ်တလုံးကိုစိတ်မချရင်ငါးချောင်းနဲ့ကက်လေနှစ်ကိုစိတ်မချရင်ငါးချောင်းနဲ့ကက်နော်အဲ့တော့ကျွန်တော်တို့တခုရှိတာကဒီနေ့အတွက်ကျွန်တော်နေကုံစာပေးထားတာက၄၅၆ ၄၅၆ကနေကုန်းသာထိမယ်ကီအခုက तू က55လို့ထွက်ထားတဲ့အတွက်ခဏနှလုံးစုံသွားပြီနော်နှလုံးစုံသွားပြီ तू ကနှလုံးထွက်ပြီရမှာအဲ့တစ်ချက်ပဲကျွန်တော်ဆိုရင်ရမှာနော်အဲ့တော့ဒီကောင်ကညနေကိုမထိမှာတစ်ချက်ပဲဆိုရင်ရတာအကယ်လို့သူသေးကတလုံးနဲ့ထိခဲ့တယ်ဆိုရင်ညနေကိုကျွန်တော်တို့ခွန်တလုံးကိုလည်းဒါနဲ့ပဲကပ်မှာနှစ်ခုံကို ုံးကကျွန်တော်ခေါင်းထဲကိုမထည့်တော့တာနော်သုံးသက်ခုနှစ်သက်ခုဖြစ်တဲ့အတွက်သုံးကခေါင်းထဲကိုမထည့်ဘူးဆိုတာကျွန်တော်ခုနကပြောပြပြီးလေပါလေတလင်းနာလေးနှစ်သုံးသုံးညနှစ်ရသုံးရသုံးညရကီးကို तू ကအပိတ်ကနားမဲ့ထွက်မှာသုံးညအပိတ်နော်သုံးညအပိတ်နဲ့ကျွန်တော်တို့သုံးညရှစ်လို့ထွက်မယ် မနေ့ကပွဲ3ည7 4အေး3ည7 4လေး3ည7 4လေးအပိတ်ကဏ္ဍ4လို့ပဲကြာမှာနော်သူကဝမ်းကြီးနေလဲညီးရမယ်ကီးနေလဲညီးရမယ်ဟုတ်တယ်နော်အဲ့တော့ဒီနေ့ပွဲကကျွန်တော်တို့38ခွန်တဲ့38ခွန်ဖြစ်တဲ့အတွက်ဝမ်းကြီးက3ခွန်အပိတ်ကဏ္ဍဖြစ်တဲ့အတွက်ခွန်ကြီးပဲညနေကိုကြာမှာ ဟုတ်လားဟမ်ညနေကိုပောက်ချင်တယ်တဲ့ဟုတ်ကဲ့ပါနော်အဲ့တော့ညနေအတွက်ကျွန်တော်အကောင်းဆုံးကြိုးစားပေးပါမယ်လောလောဆယ်တော့ခင်ဗျားတို့သိထားရမှာကဝန်ကြီးအမာဆုံးဖြစ်တဲ့3ခု20ခုဝန်ကြီးကဒီကြဘော့ထိမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့20ခုဝန်ကြီးကိုတုံးမယ်ဆိုရင်တော့နှစ်တလုံးတိုးလာမှာ တောင်းခွန်ဆိုရင်တော့ခွန်တလုံးနဲ့ကျွန်တော်တို့ရွေးမှာနော်တောင်းခွန်ဆိုရင်ခွန်တလုံးနဲ့ကျွန်တော်ရွေးမှာနှစ်ဆက်ခွန်ကိုရွေးရင်တော့နှစ်တလုံးတူလာမယ်နော်ဟုတ်ပြီနော်အဲ့တော့အထူးတလေကတ်ချီရကဏ္ဍဆိုရင်5 6ပဲရှိတယ်ဟုတ်ပြီနော်၄၅၆ပဲရှိတယ်အဲ့တော့နှစ်တလုံးကိုကြက်ရင်လည်းကျွန်တော်တို့၄၅၆ကပ်ပါတယ်နော်ဟုတ်ပြီလားဟုတ် အမေဇီးတော့နဲ့မတည့်ဘူးလေ။အကြည့်ကြည့်ကြဟောလေကြည့်ကြည့်ကြဟောလေ။ဘာလို့ပြောတာလဲ။ဟိုဝဟိုဝ။ဘာရတော့။ချူချင်းပြောတာ။ချူချင်းပြောတာ။ချူချင်းစားချင်းလို့။ချူချင်း။အကြလုံးပေါ့။သမီးနဲ့တည့်လဲ။ချူတက်တက်လေ။သမီးနဲ့တည့်။ တယ်တယ်အဲ့ဒါဖဖေအဘဘစားကြအဘဘကောအေးအဘဘအာယူတော့ဘယ်ဒီဘဒကားပဲွာမခေတကားပဲွာလားအဲ့တကားကိုထုအဲ့ဒါဆိုတာတွေ့တာအိမ်ပေါက်စီလျှောက်သွားနေတာ လျှောက်သွားတယ်သူများသူများစားရင်စားတဲ့ဟာကိုအရင်ပြန်လာပူတယ်အဲ့လိုပူလာသူကသူများရှိတာတောင်းမစားဘူးဘသူကဘာစားနေတာအဲ့ဒါသမီးကိုဝယ်ကြွေအဲ့လိုတောင်းတာနော်ကဲဟုတ်ပြီအဲ့တော့နော်ခွန်တလုံးညနေကိုရှိတယ်နော်အဲ့တော့သူလမ်းကြောင်းလေးနဲ့သူကြပြရမှာခွန်ကြီးဖြစ်တယ်ဗျနော်ခွန်ကြီးဖြစ်တယ်အဲ့ခွန်တလုံးကိုကျွန်တော်တို့အဓိကထားပြီးတော့ကစားမယ်နော် ခေါ်တော်လုံးကိုအဓိကထားပြီးကစားမယ်တကယ်လို့နှစ်လို့ကြာရင်နှစ်နဲ့ထွက်စေရကနန်းကကျွန်တော်၄၅၆ထဲကပဲကျွန်တော်25တို့26တို့နော်25တို့26တို့ဒီကနန်းတွေကိုယူဆက်နော်နှစ်လို့ထွက်ရင်နော်အဲတုံးတလုံးကတော့မဖြစ်နိုင်တော့ဘူးဗျာနော်တုံးကမဖြစ်နိုင်ဘူးအဲ့တော့ခင်ဗျားတို့အားလုံးညနေကိုပေါအောင်လို့ကျွန်တော်စူးစမ်းပေးမယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်နှစ်နာရီထုံးရင်လိုင်းမပြောင်းလာခဲ့မယ် နော်ကဲအားလုံးကိုချစ်တယ်ဘာမှ